MSP အချက်အကျဉ်းဆုံးတာမပြီးရင်တော့တိုးစရာမပါဘူး။ဒါကတော့ကျွန်တော်အကျဉ်းဆုံးပဲ။အိမ်မှာလည်းအဲ့ဒါ special ရှိတယ်။ကျွန်တော်သေးလို့ရှိရင်ချက်ကြည့်ဖို့အကြောင်းပြောတယ်။ကျွန်တော်ပဲဖြစ်ဖို့များပါတယ်။ More and more more and more ပြေးတဲ့လျှို့ဝဲရတနာ more and more မှာ ရှာဖွေပါ အာဒီထဲမှာကျွန်တော်တို့ဒီဆိုင်ကြီးထဲမှာပေါ့နော်မိသားစုလေးချစ်ချင်းမမိနေတဲ့ကျွန်တော်ကတားလက်ပေါ့ Google လက်ဆိုတဲ့နေရာလေးပေါဝင်ထားတာမိရဲ့ဇနာကျော်နဲ့ကျွန်တော်နဲ့ကကျွန်တော်အာအိမ်တော်တယ်ပေါ့မင်းများတယ်အာပြီးတော့ဒီညီကို၃ယောက်ညီကို၃ယောက်ရှိရဲကျွန်တော်ကအလက်ပေါ့မိသားစုလေးထဲ ဝတ္ထုအကြောဒါနာမည်ကြီးဝတ္ထုဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်သက်တွေဖတ်ပြီးတဲ့ပြည်သက်တွေလည်းရှိမယ်ရှိပြီးသားဖြစ်မယ်ထင်တယ်။အဲဆိုတော့ဒီဇလန်လေးအကြောင်းကိုကျွန်တော်တို့ဒီဇလန်တွေအဖြစ်နဲ့ကျွန်တော်တို့ဘလို့ထပ်ပြီးတော့ပြည်သက်တွေကိုအမှုပညာအကောင်းဆုံးအမှုပညာတွေဘလို့ပေးမလဲဆိုတာတော့အဲကျွန်တော်တို့အဲဒီစကားလေးထွက်လာတဲ့ခါကျလို့ရှိရင်ပြည်သက်တွေအဲဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါဦးလို့ တိုင်းသားတွေဖြစ်လို့လားမသိဘူးကိုလိုချင်တဲ့ဟာတွေပေါ့ကိုပွင့်လင်းရှိရပေါ့နော်မျက်နှာအခုအခုမှဆောင်ရတယ်ဆိုပေမဲ့လည်းညောင်တော့ပွင့်လင်းကြတဲ့အခါမှာအဲဘယ်လိုပြောမလဲကြောက်မကြောက်အဲ့ဒီဦးနှိနိုင်တဲ့အပိုင်းမှာအရင်အဆင်ပြေတယ်ခင်ဗျာဒါဟိုဒီဒါပြီးမှပဲဒီ item ဘိုင်းကဆောင်ရမယ်ဆိုတော့ဟိုအဲ့ပဲစိတ်ကြုံလေးတွေကျွန်တော်ပြန်ပြောလို့ရမှာပေါ့လေနော်အဲဒီလိုဆိုတော့နည်းနည်းကတော့အရင်အဆင်ပြေတယ်ကျွန်တော်တို့အဲသူဆက်ဆဆချင်းခင် ခင်ရတဲ့အချိန်မှာပဲသူအလုပ်ပေါ်မှာဘယ်လိုလေးတမိုးထားလဲအဲသူအလုပ်ပေါ်မှာဘယ်လိုလဲစိတ်ပိုင်ဝင်စားမှုရှိလဲဆိုတော့ကိုယ်နဲ့ energy တူတယ်ပေါ့ energy တူတယ်ကျွန်တော်ဆိုရင်လည်းအဲ့လိုမျိုးပဲအလုပ်တစ်ခုကျွန်တော်ကောင်းနေရလာလို့ရှိရင်ကျွန်တော်ဘယ်လိုလေးလုပ်မလဲအာတိရပီတီကတော့ဒီနေ့တွေးတာနဲ့မနေ့ကတွေးတာနဲ့မနေ့ကပြီးတော့ပိုကောင်းလာတာရှိရယ်ဆိုတော့ကျွန်တော်နေ့တိုင်းအဲ့လိုမျိုးအဲ timing တွေဖြစ်နေတဲ့ခါကျတော့ကျွန်တော်တို့ပိုကောင်းမှုတွေပဲတိုင်နေတဲ့ခါကျတော့ ဒီအလုပ်ပေါ်မှာ demo ထားတဲ့လူချင်းချင်းအလုပ်တွေလုပ်ခွင့်ရတာလဲကျွန်တော်တကယ်ကိုကြော်ပါတယ်ဒီမှာလဲချစ်မှာပါမိမောင်လေဒါဆိုဒါတော့ဟိုစပိုင်းမိမှာဆိုလို့ project တွေကတော့ချမိစီချောင်းထွက်တော့ခါကြတော့မှပဲကြီးစေချင်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့စူးစမ်းမှုတွေဖန်တီးမှုတွေပေါ့ဟုတ်ပါတယ်ဒီကြိမ်ပြမှာလူတွေကကိုဟင်းချက်ကျွေးလို့ပြလာထားတယ်ကျွန်တော်ပဲချစ်မှာပါဟုတ်စားကျွန်တော်တို့တွေ့လို့ရှိရင်ချက်ကြည့်ဖို့အကြောင်းပြောတော့ ကျွန်တော်ပဲဖြစ်ဖို့များပါတယ်ကျွန်တော်ကလေအကျွေးတွေတော့များနေပြီနော်မီဒီယာကိုကိုမနေရောနော်အကျွေးတွေရှိသေးတယ်ဆိုတော့ကျွန်တော်တရက်လောက်အဲ့လိုမျိုးနည်းဟောကန်လေးတစ်ခုမှာငားပြီးမှအဲ့လိုမျိုးအမားတို့တဲ့ချက်ကြည့်မှလောက်မယ်တင်တယ်ဘာလို့ဆိုတော့အဲ့လိုမျိုးကျွန်တော်ကလည်းတယောက်ကိုချက်ကြည့်ပေါ်ခြင်းတယောက်ကမစားဘူးဆိုတော့လည်းဖြစ်စေခြင်းလေအကောင်းဆုံးကျွေးချင်တာဒါတကယ်ပါစိတ်ရင်းနဲ့ပါအဲမှတ်လည်းမှတ်မိပါတယ်ဒီမီဒီယာကိုကိုမတွေကိုအကျွေးရှိရဲဆိုတာလေဆိုတော့ ဒါပေမဲ့အဲ့လိုမျိုးတိုင်ပင်လဲကြပါတော့နော်ဘာလဲစားခြင်းလဲဆိုတော့ဟုတ်လဲဆိုတော့အဲ့တော့အနေမျိုးတော့တော်တော်များများချက်ပြတ်တယ်ကျွန်တော်ကဘာမမတို့စားခြင်းအောင်ချက်ကြည့်ရဘူးစားလွယ်ဘူးဘူးစားမှာစပါဂက်တီတို့ဘာတို့ညာတော့အဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းမကြိုက်ရတဲ့ကြောင့်ကျွန်တော်လည်းမချက်တယ်ကျွန်တော်ချက်တဲ့အရာကျွန်တော်ကျွန်တော်ကြိုက်တဲ့ဟာပေါ့နော်ကျွန်တော်တိုင်းသားစားစာတွေပြောရလို့ရှိရင်တော့မြန်မာသမင်းဟင်းတွေဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ကြိုက်တဲ့ဒါတော့အဲကျွန်တော်ကောင်းကောင်းချက်တဲ့အချက်အကျဉ်းဆုံးတော့မပြည့်ရင်တော့တိုးစရာမပါဘူးဒါကတော့ကျွန်တော်အကျဉ်းဆုံးပဲအိမ်မှာလည်းအဲ့ဒါ special ရှိတယ် အမြင်နဲ့ရှိရဆိုတော့အဲ့ဒါကတော့အမြင်နဲ့အာကျွန်တော်အကောင်းဆုံးချက်နိုင်တဲ့ဟာညီမဆိုရင်လည်းเนาะအဲ့ဒါမြင်လို့ရှိရင်ဘယ်လိုမှမစားချင်ဘူးလို့မနေနိုင်ကြဘူးလေเนาะကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးပဲဘယ်တော့ပဲ diet လုပ်တယ်ပဲပြောပြောဘယ်တော့ပဲ weight short တယ်ပဲပြောပြောအဲ့ဒါသိလို့ရှိရင်စားဖို့စားချင်တယ်အပြောလို့ရှိရင်အဲ့ဒါလေးခါလေကြားလို့ရှိရင်အမြင်ပေါ့เนาะကျွန်တော်တို့ညီမရေကြတော့သမင်းကြိုက်တဲ့လူတွေခါကြတော့ဒီအမြင်လေးလှနေလို့ရှိရင်သမင်းပုံနေတယ် ားကျင်တဲ့အခါကျတော့ကျွန်တော်အမြဲတမ်းကျွန်တော်အဲအကျွေးတဲ့လူတွေကိုဆိုရင်ကျွန်တော်သမင်းမေးစေချင်တယ်ကျွန်တော်အမြဲတမ်းဝေရာလေးအဲ့လိုမျိုးစားစေချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ကျဈေးသွားလို့ရှိရင်တော့အဲ့တလန်းလုံးရှိသမျှဟင်းဒီရွက်တဲ့အကုန်လုံးကောက်လာတယ်အဲ့လိုမျိုးကိုယ်ရဈေးသွားလာဟုတ်တယ်ကျွန်တော် mess လေးတက်ပြီးတော့ကိုယ်ရဈေးဝေရာလေးအတွေ့အကြုံလေးပြည့်နေလေးပြောလို့ပါအောင်ဆိုအေးဘယ်ရမလို့ကျွန်တော်ကလေကိုကိုယ်တိုင်လောက်ရတာပဲကြိုက်တဲ့သူမျိုးဆိုတော့အဲ့လိုမျိုးဥမာ အဲကျွန်တော်ဟင်းချက်တာကိုကျွန်တော်ကိုယ်တိုင်လုပ်ရတာပို့ပြီးတော့သဘောကျဟိုကိုကိုယ်တိုင်ပဲလုပ်ချင်တယ်ပေါ့။ဟိုမှာဝိုင်းကူပေးရမလား။အဲ့ဝိုင်းကူတာကျွန်တော်သက်ပို့ပြီးအချိန်ကြာတယ်။ကျွန်တော်တယောက်တည်းလိုလိုက်လို့ရှိရင်ပို့ပြီးတော့မြန်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်အများတန်းဘယ်လုပ်ပေးဖြစ်ကျွန်တော်ရဲ့အာဒီကိုရဝတ်စားတွေပြေပေးရပြီးကျွန်တော်ကိုယ်တိုင်လုပ်ရတာပို့ပြီးတော့ကြာတယ်။ဈေးဝယ်နေတယ်လို့ mask တွေပါတွေချွတ်လိုက်လို့ရှိရင်ကိုယ်မှတ်မိသွားတဲ့ခါကျရင်နော်အဲ့လိုဈေးတွေကကိုယ်လက်ဆောင်ပြီးလိုက်တာကိုချုံလို့ရတယ်။ အားပေးတယ်ဆိုတဲ့အကြောင်းလည်းပြောတယ်ပေါ့။ခါလေးကြလို့ရှိရင်တော့ message စာလည်းမှတ်မိရတဲ့အကြောင်းလည်းပြောတယ်ပေါ့။အဲဆိုတော့ message ချုပ်ပြပါအောင်ဆိုတဲ့ချုပ်ပြရတာပေါ့။ဒါပေမဲ့အပေါ်တော့မတောင်းပါဘူး။ဘာလို့ဆိုတော့အဲ့လိုကိုအပေါ်ပေးလိုက်တာဖြစ်တာလဲ။အဲရှိရယ်။လက်ဆောင်ပေးရခါကျရင်အားနာရယ်နော်။ကျွန်တော်ကကျတော့ကျွန်တော်အားပေးတဲ့အကြောင်းမလို့ကျွန်တော်ကဒီဈေးကိုအားပေးချင်တာ။အဲ့လိုမျိုးပေါ့။အားပေးချင်တာခါကျလို့ရှိရင်တော့အဲမလူချင်းဘူး။အဲသူတို့ ကိုအားပေးတာနဲ့ကိုကသူတို့ဒါဈေး operator ဈေးရောက်နေတော့ပြန်အားပေးချင်တာပူပူတော့အားပေးချင်ပါတော့ပါတော့ဈေးလေးကိုသွားတက်တယ်အိမ်နဲ့နေရပေါ့အိမ်နဲ့နေရဆိုတာလမ်းလျှောက်သွားတာအဲကြာလည်းအဲ့လိုမျိုးအများတန်းလဲအလုံးနဲ့ပဲအချင်းပြည့်မနေခြင်းလည်းကိုယ့်ရဲ့တာမန်ပုံစံ daily lifestyle နဲ့လည်းကိုယ့်ကိုပါလိမ့်နေခြင်းလည်းအားကြောင့်အဲ့ဒါကိုပြောဖို့ပါတယ် ။ Okay ပရိသတ်တွေကျွန်တော်တို့မကြခင်ကျွန်တော်တို့ဖန်နေမဲ့ဒီချမ်းမြေ့စေချောင်းဇလန်ဆွဲလေးကိုအာအားပေးကြပါအောင်လို့ပြောချင်ပါတယ်။ဒီစကားနဲ့ပတ်သက်တဲ့အမှတ်တရတွေတွေ့ကြုံနေရောလဲနောက်မှကျွန်တော်ဖက်ပြီးတော့ပရိသတ်တွေကိုပြပြပါအောင်မယ်ခင်ဗျာ။ကျေးဇူးအများကြီးပါတယ်။မြန်မာစတာပစာ